အစ္စရေးကပလန်နီမှာ iron beam လို့ခေါ်တဲ့စွမ်းအင်မြင့်လေဆာကာကွယ်ရေးစနစ်ကိုအသုံးပြုအတွက်အစီအစဉ်ဖြစ်နေပါပြီ။ယမန်မှာရှိတဲ့ဟူတီတွေကအစ္စရေးအားဒုံးကျည်နဲ့ drone များဖြင့်တိုက်ခတ်မှုများကိုပြုလုပ်နေတဲ့တဲ့ကြောင့်ယခုကဲတော့ဆုံးဖြတ်အချင်းဖြစ်တယ်။ Rafale Advanced Defense System ဟာ iron beam ကိုဖန်တီးတဲ့အစ္စရေးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ကုမ္ပဏီကပင်လယ်ပြင်မှာ laser စနစ်ရဲ့ရေတပ် version ကိုစမ်းသပ်ဖို့အတွက်ပြင်ဆင်ထားခြင်းဖြစ်တယ်။ Iron Beam က ုံးကြီးများဒရုန်းများနဲ့မော်တာများကဲ့သို့သောတာတူပြစ်ချိန်ချောက်မှုတွေကိုရတန်းမှုအတွက်ဖန်တီးထားခြင်းဖြစ်တယ်။၎င်းကအလင်းအမြန်နှုံးနဲ့အလင်းအမြန်နှုံးဖြင့်ပြစ်မှတ်များကိုဖျက်ဆီးရန်ညွန်ကြားစွမ်းအင်ကိုအသုံးပြုတော့လှုပ်ဆောင်မှာဖြစ်တယ်။ယခုခါမှာအဆိုပါစနစ်ကိုပြင်းပြင်းမွမ်းမံထားတဲ့အတွက်ကြောင့်ရေတပ်တင်မောများမှအသုံးပြုနိုင်မှာဖြစ်တယ်။အဆိုပါတင်မောများကနိုင်ငံတကာကုန်တမှုအတွက်အလွန်ရေးကြီးတဲ့ပင်လယ်နေမှာရှိတဲ့ပင်လယ်ပြင်လမ်းကြောင်းတွေကိုအကွာအကာအကွက်ပေးမှဖြစ်ပါတယ်။ ဟူတီများကဂျီအစ္စရေးနိုင်ငံတို့ပက်ထုံဒုံးကျည်တွေနဲ့ဒရုန်းများပေးဖို့လည်းရှိပါတယ်၎င်းတို့ကတဲလ်အဗီအနီးမှာရှိတဲ့ဘန်ကူရီးယားလေဆိပ်အပဝင်အရေးကြီးတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ပါတယ်ဆိုပါတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရမှုတွေနဲ့လေကြောင်းတွာလာမှုအနောက်ရှက်ဖြစ်စေခဲ့ပါတယ်အဆိုပါတိုက်ခိုက်မှုများအတွက်အစ္စရေးကဟူတီများအားထိန်ချုပ်ထားတဲ့နမ်ယမန်မှာရှိတဲ့နမ်မြေတွေကိုလေကြောင်းနဲ့တိုက်ခတ်မှုပြုလုပ်ခဲ့ပါတယ်။ဤတိုက်ခတ်မှုတွေကြောင့်လဲဟူတီ များအသုံးပြုတဲ့စိတ်ကန်းတွေနဲ့အခြားစီးရုံတွေကိုလည်းပြင်မထားတိုက်ခိုက်ခဲ့ပြီးပျက်စီးခဲ့ရပါတယ်။ Israel ပြည်နယ်မှာတန်ဒန်ခေါ်တဲ့ RMB ဟာထားရှိမဲ့အစီအစဉ်ကဝေဟင်မှတိုက်ခတ်မှုတွေကိုကုကံကကွယ်မှုအားကောင်းစေဖို့အတွက်ပုံမကြီးမားတဲ့အားထုတ်မှုရဲ့အစိတ်တစ်ပိုင်းဖြစ်ပါတယ်။ Israel က Iron Dome ကဲ့သို့သော၎င်းရဲ့လက်ရှိကာကွယ်ရေးနဲ့ဒီလေဆာစနစ်ကိုပေါင်းစပ်လိုပါတယ်။ဒိုလိုလှုပ်ဆောင်ခြင်းဖြင့်အစ္စရေးက၎င်းရဲ့လူများနဲ့၎င်းရဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်ဖို့ အလွာများစွာပါတဲ့ကာကွယ်ရေးစနစ်ကိုတည်ဆောက်ဖို့အတွက်မျှော်လင့်ထားပါတယ်။ဤအဆင့်တွင်ပလန်နီနယ်မြေသည်စစ်ရင်အားပိုလာပုံကိုလည်းပြတ်တချင်းဖြစ်ပါတယ်။ဣဇရဲကဟူတီများနဲ့အီရန်ထံကထောက်ခံမှုရရှိတဲ့အခြားအုပ်စုများထံမှမိမိကိုယ်ကိုကာကွယ်ဖို့အတွက်တူဆောင်တူပန်လည်းရှိပါတယ်။ကဲ၍အိုင်ရန်ဘင်းကိုအောင်မြင်စွာတပ်ဆင်ပြီးကောင်းမွန်စွာအလုပ်လုပ်ပါကကာကွယ်ရေးအတွက်လေဆာနည်းပညာကိုအသုံးပြုခြင်းအတွက်ကြီးမားသောခြေလှမ်းတစ်ရပ်ဖြစ်လာမှာဖြစ်တယ်။